လုံးလို့ရတဲ့ကုသိုလ်တွေထဲမှာအကောင်းဆုံးကုသိုလ်ကပါလေဒါနလားသီလလားတမထလားဆိုဝိပဿနာအကောင်းဆုံးလို့ပြော။ဘာကြောင့်အကောင်းဆုံးလို့ပြောတော့ဆိုအမြင့်မြတ်ဆုံးဖြစ်တဲ့အရတ္တမဲ့ဆိုတဲ့ကုသိုလ်ကိုရရှိတတ်တော့ကြောင်းအကောင်းဆုံးလို့ပြောတယ်။ဒါမြတ်စွာဘုရားကဝိလမတ်တုတ်တံမှာဒီတိုင်းဟောထားတယ်။ကုသိုလ်တွေအစင်းစင်းအကောင်းဆုံးရွေးတယ်။သူတွေကရွေးပါတယ်စိန်တော့အကောင်းဆုံးရွေးတယ်နော်။ ပစ္စည်းသွားဝယ်ရင်လည်းဘယ်ဟာကောင်းလဲဆိုရွေးတယ်အကောင်းဆုံးအကောင်းဆုံးဆိုရှာကြအဲ့တော့တရားရှင်းတဲ့အခါမှာလည်းအကောင်းဆုံးရွေးမယ်ဆိုလို့ရှိရင်တရဏဂုံကုသိုလ်ဟာအကြောင်းဆောင်ထူတဲ့ကုသိုလ်တွေတော့မြတ်တယ်လို့ခရားဟောတယ်တရဏဂုံကုသိုလ်တွေမြတ်တာကြတော့ငါးပါးတိလထပ်ပိုးလိုက်ပုံမြတ်တယ်အဲ့ဒီတည်းမြတ်တာပါတော့ဆိုမေတ္တာဘာဝနာပွားတဲ့သရထကုသိုလ် အဲ့ဒီတဲ့မြတ်တကုတော်ပါတော့ဆိုအနိစ္စတင်ညာပွားတဲ့ဝိပဿနာကုသိုလ်ဝိပဿနာကုသိုလ်စီအမြတ်ဆုံးလှုပ်ယူရတဲ့ကုသိုလ်တွေထဲမှာအမြတ်ဆုံးကုသိုလ်လို့ပြောပြတယ်။အဲ့တော့အဲ့ဒီကုသိုလ်ကိုရရှိဖို့အတွက်ဝိပဿနာဆိုတဲ့ကျင့်စဉ်တစ်ခုကျင့်။အကျင့်တဲ့အခါမှာခေါင်းကြီးတို့ဘယ်လိုလုပ်ကျင့်။ဘယ်လိုလုပ်ကျင့်ရမလဲလို့ဆိုတော့အတ္တကရာမှာဆိုလိုတဲ့အဓိပ္ပာယ်ကြီးက သုံးမျိုးခွဲပြထားတယ်။သုံးမျိုးခွဲပြတာတော့အယူအဆသုံးမျိုးကွဲသွား။ဒိဋ္ဌိဒိဋ္ဌမတ္တံဆိုတာဘယ်လိုပါလို့မြင်မြင်တဲ့အတိုင်းထားဆိုလွယ်ရလားအဲ့တိုင်းထားဖို့မလွယ်ဘူး။တချို့ကမြင်မြင်တိုင်းထားဆိုဝိသီနဲ့ပြောမယ်ဆိုလို့ရှိရင်ဆိုပါတော့စကုဝိညာဉ်စိတ်တင်စိတ်ကိုရပ်တန့်လို့ရမလားမရဘူး။အဘိဓမ္မာသဘောအနေနဲ့ပြောမယ်ဆိုလို့ရှိရင်မြင်လို့ရှိရင်ဗာစိတ်တွေဖြစ်တုံစဉ် ပင်စာရဝေဇံသက္ကဝိညာဉ်တမ္ပိဆိုင်တဏိရဏဝုထောသောတရာယုံဒါလေးဖြစ်တယ်။အတိမန္တယုံဆိုအဲ့ဒါဖြစ်တယ်။မဟန္တယုံဆိုလို့ရှိရင်တရာယုံနောက်တစ်ခါဟိုပရိဒါယုံတို့အတိပရိဒါယုံတို့ကြတော့ဘုံထောနေတယ်သွားတာပဲရှိ။အဲ့ဒါတွေနဲ့သွားမရောလေနဲ့ဝိပဿနာလုပ်တယ်ဆိုတဲ့ပုဂ္ဂိုလ်ရဲ့အာယုံတိဝိုးရဝါရအာယုံမဟုတ်ဘူး။ဇောတိအောင်ရောက်တဲ့အာယုံတိကြည့်တယ်ဒါမှဝိပဿနာဖြစ်မှာ။နော်။ အဲ့တော့မြင်တာကိုမြင်တယ်လို့လေးတင်ရလိုက်တာဆိုတာဘာနဲ့ရပ်မှာလဲပထမအဓိပ္ပာယ်ဖွင့်ဆိုချက်ကဒိဋ္ဌိဆိုတာမြင်စရာအာယုံကိုမြင်တဲ့အခါမှာဒိဋ္ဌမတ္တံမြင်စရာအာယုံပဲလို့အတိလေးမှပဲရပ်သွားတယ်ဆိုလိုတာကလောဘလိုက်မလားဘူးဒေါသလိုက်မလားဘူးမောဟလိုက်မလားမြင်တာကိုမြင်တဲ့အစအဲ့ဒါဘယ်လိုလုပ်ပြီးရပ်တာတော့ဆိုတတိနဲ့ ွားများနေလို့ရတာတတိနဲ့သမာဓိနဲ့ဝိပဿနာရှုနေလို့မြင်တာကိုမြင်တယ်လို့ရလိုက်တဲ့နေရာမှာမရဘူးဆိုလို့ရှိရင်ငါငါဟာဆိုတွေးလိုက်လာမှာပဲနောက်ကငါမြင်တယ်ဆိုတာပြောတော့မှာလေအဲ့ဒီငါမြင်တယ်ဆိုတာလည်းမပါဘူးငါရဲ့အမြင်ဆိုတာလည်းမပါတော့ဘူးမြင်တာကိုမြင်တယ်တင်ရက်ဖို့စူးစမ်းနေရမယ်ဖြစ်စေရမယ်လို့ဆိုတာဝိပဿနာဉာဏ်ရင့်တန်လာမှဖြစ်မှာ မရင်သာနေခင်မဖြစ်ဘူးဒါနော်အဲ့ဒါဒါကအတိတ်ပဲတခုဒိဋ္ဌိဒိဋ္ဌမတ္တံဆိုတာမျက်စိနဲ့အဆင်အယုံကိုမြင်မြင်တဲ့အတိုင်းအတာအတိုင်းနောက်ကဝိပဿနာရှုခွက်ကဖြစ်တယ်ဒါပါတော့ဆိုလို့ရှိရင်မြင်ခြင်းမြင်တဲ့အဆင်အယုံကြီးတတ္တဝါလည်းမဟုတ်ဘူးနော်ငါလည်းမဟုတ်ဘူးငါဟာလည်းမဟုတ်ဘူးမြဲတဲ့အရာလည်းမဟုတ်ဘူး ဓမ္မတက်တက်များတာဖြစ်ပြီးဆိုတဲ့အသိနဲ့သွားတယ်။အဲ့ဒီအသိတရားရောက်အောင်မတူနော်။အဲ့ဒီအသိတရားမပြောဘဲနဲ့သက္ကဝရင်စိတ်လေးတွေညတ်တက်နေလို့ပြောရင်မှားသွားပြီအဲ့ဒါ။အဲ့ဒီအယူဆမှားဆိုလိုတဲ့အဓိပ္ပာယ်ကမြင်တာကိုမြင်တဲ့အစင်းဆိုဘာပြောလူတာတုံးလို့ဆိုလို့ရှိရင်ရုပ်ကိုရုပ်လို့တိလိုက်တဲ့အချိန်မှာရုပ်ကိုရုပ်လို့တိလိုက်တာနဲ့တပြိုင်နက်သရဝါမဟုတ်ဘူးဆိုတဲ့အသိငါမဟုတ်ဘူးဆိုတဲ့အသိငါမဟုတ်ဘူးဆိုတဲ့အသိ ဝိပဿနာအတိနဲ့သိရမယ်လို့သူတို့ဆိုလို့နောက်တစ်ခါအဓိပ္ပာယ်တစ်ခုကထပ်ဖွင့်တာဒိဋ္ဌိဒိဋ္ဌမတ္တံလို့ဆိုရနေရမှာဒီနေရာမှာဒိဋ္ဌကြတော့မြင်တတ်တဲ့သက္ခဝိညာဉ်စိတ်မြင်သိစိတ်ကိုပြောတယ်ဒိဋ္ဌိမြင်စရာအာယုံမှာမြင်သိစိတ်အတိုင်းတအတိုင်းသာရှိစေရမယ်ဆိုတာဆိုလိုတာကမြင်ပြီဆိုလို့ရှိရင်ဝိသိစိတ်တွေပါလိဖြစ်တော့ဆိုရင် ဝိဓမ္မသင်ထားတဲ့ပုဂ္ဂိုလ်ကိုပြောအောင်ဆို။ပစ္စသဝိဇ္ဇံသကုဝိညာဉ်သံတိဆိုင်တန်ဒီရဏဝုထောသောတရာယံ။နောက်တစ်ခါမနောဒရဝိသီဆက်ပါ။သောတာ။အဲ့တော့မြင်သိစိတ်အတိုင်းတာအတိုင်းဖြစ်ရမယ်ဆို။ဘာကူပြောတာတုံးဆို။မြင်လိုက်တဲ့သကုဝိညာဉ်စိတ်မှာလောဘလည်းမရှိဘူး၊ဒေါသလည်းမရှိဘူး၊မောဟလည်းမရှိဘူး။နော်။ကောင်းတယ်လို့လည်းသူမသိဘူး၊မကောင်းဘူးလို့ မြင်တဲ့အာယုံကိုမြင်ခြင်းမျှတာလို့သိသွားတဲ့အခါမှာတတိယသိတဲ့အခါမှာသူကတို့ချင်းစရာငါငါအစင်ငါမြင်တာငါဟာဆိုတဲ့အတွေ့အမပါတော့ဝိပဿနာရှုနေလိုက်တဲ့အခါမှာဒီစိတ်ထဲမှာသူကအကောင်းဆုံးကဘယ်ကြမှာပေါ်တာလို့ဆိုဇောကြမှာပေါ်တာနော်သကုဝိညာဉ်သံလေးဆိုင်တဏိရဏဝုထောတိအောင်မှာ အပြစ်ကင်းတဲ့စိတ်တွေသူတို့ကဒီလောဘဒေါသမောဟနဲ့တွဲတဲ့စိတ်တွေမဟုတ်ဘူး။ဒါကြောင့်မို့သူတို့သက္ကဝဉ္စစိတ်ပြီးလောဘဒေါသမောဟကင်းနေတယ်လို့ပဲ။ကြံတဲ့သူ့နောက်ကဖြစ်ပေါ်လာတဲ့ဇောစိတ်တွေလည်းပဲလောဘဒေါသမောဟကင်းတာဖြစ်စေရမယ်။အဲဒီတော့သက္ကဝဉ္စစိတ်အတိုင်းတာအတိုင်းဖြစ်ရမယ်လို့ဆိုလိုတယ်။ဒီလိုဆိုလိုတယ်။ဟိုဝိသိစိတ်တွေကိုသက္ကဝဉ္စစိတ်တွေညှိုင်းတာမဟုတ်ဘူးနော်။ တချို့ကယူဆတယ်စကုဝိညာဉ်စိတ်တင်ရတယ်ရှေ့မစောဘူးလို့ဒီလိုထင်တယ်မဟုတ်ဘူးစကုဝိညာဉ်စိတ်မှာလောဘဒေါသမောဟမရှိသလိုဆက်ပြီးဖြစ်ပေါ်လာတဲ့ဇောတွေမှာလည်းပဲလောဘဒေါသမောဟမရှိသေးတာဘူးဒီစိတ်အတိုင်းပဲဖြစ်စေရမယ်လို့ဆိုတယ်ဉာဏ်ကမှတ်တာပဲနောက်တတိယနည်းဖွင့်ဆိုတဲ့အခါကျတော့ဘာလို့လဲဒိဋ္ဌိဒိဋ္ဌမတ္တံဆိုတာကြတော့စကုဝိညာဉ်စိတ်သာ မြင်ယုံမြင်တာမဟုတ်ဘူးသံတိဆိုင်သိက္ခာလည်းဒီအဆင့်အယုံလေးကိုလက်ခံတယ်တန်တိရဏကလည်းစုံစမ်းတယ်ဟူထောကလည်းပဲဆုံးဖြတ်တယ်အဲ့ဒီစိတ်တွေမှာလည်းပဲလောဘဒေါသမောဟမတွေ့သေးဘူးအဲ့ဒီစိတ်တွေရဲ့ဖြူစင်တန်ရှင်းမှု ရှိသလိုနောက်ကလာတဲ့ဇောတွေလည်းပဲဖြူစင်တန်ရှင်းအောင်အဲ့ဒီအတိုင်းတာအတိုင်းဖြစ်အောင်ကြိုးစားပါလို့ဆိုလိုတယ်နော်ဒီလိုပြောလို့လားသုံးမျိုးအထက်ကရာမှာဖွင့်ပြတာသုံးမျိုး အဲ့ဒါဘာကိုဆိုလိုတာတုံးဆိုပဋိညာပရိညာ၃မျိုး ਨੇ ပြောမယ်ဆိုရင်ဒါကိုညာတပရိညာလို့ခေါ်တယ်ပြီးเสียပိုင်းချရုပ်နဲ့နံရုပ်နံရဲ့သဘာဝကိုသိလိုက်တာသိလိုက်တဲ့အချိန်မှာခုနကဒီလွယ်မှားတဲ့အတွေ့အကြုံဝင်မလာနိုင်တော့လွယ်မှားတဲ့အတွေ့အကြုံမြဲတယ်ဆိုတာဝင်မလာဘူးလှတယ်ဆိုတာလည်းဝင်မလာဘူးချမ်းသာတယ်ဆိုတာလည်းဝင်မလာဘူး ငါဟာဆိုတာလည်းဝင်မလာဘူးငါဆိုတာလည်းဝင်မလာဘူးအဲ့ဒါတွေတခုမှမလာဘူးသူ့တဘာဝတရားတသက်မြတ်သာသိပြီဒီလိုသိသွားတာကိုဆွလို့တယ်အဲ့တော့ဒါကိုဒိဋ္ဌိဒိဋ္ဌမတ္တံလို့ပြောနော်ဒိဋ္ဌိဒိဋ္ဌမတ္တံဒါဖြင့်ဒီဒိဋ္ဌိဒိဋ္ဌမတ္တံကိုဤသုံးဤပထမဆုံးဤကမျက်စိအဆင်း မျက်စိနဲ့မြင်ရတဲ့အဆင်အာယုံလေးကိုအဆင်အာယုံသိတဲ့အနေအထားတိုင်းပဲရလိုက်ပါလို့ဆိုတာအဆင်အာယုံမြတာသိနေတယ်နောက်ပါတယ်ငါလို့မတွေ့ဘူးငါဟာလို့မတွေ့ဘူးနော်ချုပ်ကိုသိလိုက်ချုပ်သဘောပဲသိညာတာပြိညာနောက်မြင်သိစိတ်ကလေးမြင်သိစိတ်ကလေးဟာသက္ကဝဉ္ဇဉ်စိတ်လေးဟာလောဘတဏ္ဍာကင်းတယ်လို့ဒီအဆင်အာယုံနဲ့အလုံးလုံးကြတဲ့ နောက်ပိုင်းဖြစ်ပေါ်လာတဲ့သောအာယုန်တွေဟာလည်းပဲသက္ကဝိညာဉ်စိတ်လေးတို့ပဲလောဘဒေါသမောဟမပါဘဲနဲ့သူဟာဆက်သွားနေတယ်။ထို့တူပဲသံပရိဆိုင်တဏိရဏဝုထောဆိုတဲ့စိတ်တွေဟာလည်းပဲလောဘဒေါသနဲ့မတွဲပဲနဲ့တန်ရှင်းစင်ကြဲနေသလိုသူတို့နောက်မှာဖြစ်ပေါ်လာတဲ့ဇောစိတ်တွေဟာလည်းပဲလောဘဒေါသနဲ့မတွဲတဲ့ဇောစိတ်တွေဖြစ်လာမယ်။အဲ့ဒီအတိုင်းဒါအတိုင်းဖြစ်ရမယ်လို့သူတို့ဆိုလိုတယ် သကုဝိဉ္စိသိလောဘဒေါသနဲ့မတွဲသလိုဇောတွေကလည်းမတွဲရဘူးတမရိဆိုင်တဏိရဏဝုထောတို့မှာလောဘဒေါသမောဟတမချင်းမုံဒီချင်းတွေ့ဝေချင်းဆိုတာတွေမပါသလိုပဲနောက်ဖြစ်ပေါ်လာမဲ့ဇောတွေကလည်းပဲအဲ့ဒီတိုင်းပဲရှိရမယ်ဖြစ်စဉ်စိတ်ကိုယက်တတ်တာမဟုတ်ဘူးနော်ဒီသကုဝိဉ္စိစိတ်ရဲ့အတိုင်းအတာအတိုင်းဖြစ်ရမယ်လို့ဒီလိုဆွလို့တာသကုဝိဉ္စိစိတ်တင်ရခိုင်းတာမဟုတ်ဘူး ဘုံထောရင်ညာကိုက်တာမဟုတ်ဘူးသို့သောတချို့အယူအဆတွေမှာဘုံထောရင်ညာတယ်ဝိပဿနာတရားအထုတ်ရင်ဇောမစောဘူးလို့ပြောလို့ပြောတာတွေရှိတယ်ပေါ့အဲ့ဒါတွေကအမှန်ကမှမရှိဘူးလို့မှန်အဘိဓမ္မာသဘောရလည်းမဖြစ်နိုင်ဘူးနော်ဘောလုံးလုံးဆိုဝိပဿနာတရားအထုတ်တာဝိပဿနာဉာဏ်ဆိုတာဇောမှာဖြစ်တာလေဇောရှိမှဝိပဿနာဉာဏ်ဆိုတာဖြစ်တယ်ဒီတဲ့ထင်ရှားတဲ့အရာတစ်ခုပြောပြ မလောက်ချပုဒ္ဒါဆိုရင်ယဟန်ကိုမြတ်စွာဘုရားဟောတယ်မြတ်စွာဘုရားဘယ်လိုဟောလို့ဆိုအခုတိုင်းပဲဒိဋ္ဌိဒိဋ္ဌမတ္တဆိုဟောတယ်အဲ့ဒါလို့ဟောပြီးတဲ့အခါမှာမလောက်ချပုဒ္ဒါယဟန်ကမြတ်စွာဘုရားကိုရှောက်တယ်အရှင်ဘုရားဣမတ္တခွာဟံဗန္တိဘဂဝတပံခိတေနဘာတိတ္တသအဋ္ဌံနော်ဝိထာရေနအဋ္ဌံအာသနာ အရှင်ဘုရားအကျဉ်းလေးဟောတာကိုတပည့်တော်ဒီလိုနားလဲပါလေသူလျှောက်လိုက်တဲ့စကားဟာအမှန်တမ်းပြည့်စုံတယ်တခြားအထက်ကထဖွင့်လာတဲ့အသာဖယ်ထားလိုက်မာလုချာပုဒ္ဒယဟန်ကမြတ်စွာဘုရားကအကျဉ်းလေးဟောတဲ့ဝိပဿနာတရားကို သူနားလဲတာကိုမြတ်စွာဘုရားလျှောက်တဲ့အခါကျတော့မြတ်စွာဘုရားကတာတုတာတုခေါ်ပြီးတော့ဟုတ်တယ်မင်းပြောတာဟုတ်တယ်ငါပြောတာအဲ့ဒါပဲ ဘုရားထောက်ကညပေးထားပြီလားနော်အဲ့တော့သူပြောတဲ့အတိတ်ဝင်လေးကိုနားထောင်လိုက်ရင်ဒိဋ္ဌိတိရမတ္တန်ကျင့်စဉ်ထင်ရှားပါသူကဘယ်လိုပြောတော့လူတွေရဲ့ဘဝမှာဖြစ်ပေါ်နေပုံနဲ့ပတ်သက်ပြောမှာသွားရူပံဒိဋ္ဌဝါသတိမုတ်တာဘုန်းကြီးတို့တွေအဆင်အာယုံလေးတစ်ခုမျက်စိထဲမှာပေါ်လာမြင်လိုက်တယ်ပေါ့အဆင်အာယုံလေးတစ်ခုမြင်လိုက်သတိမုတ်တာ တတိလွတ်သွားတယ်။ဘာတတိလွတ်သွားတော့ဆိုမြင်တဲ့အဆင်းအာယုံပေါ်မှာအဆင်းအာယုံမျှတာဖြစ်တယ်ဆိုတဲ့တတိမရှိတော့ဘူးဘုန်းကြီးတို့။ဘာဖြစ်လို့လူဆိုတာတွေးပြန်။ငါမျက်နှာယောက်ျားငါမျက်နှာမိန်းမငါမျက်နှာဘသူဆိုတာဖြစ်သွား။တကယ်ကတော့သူစမြင်တာလူမြင်တာမဟုတ်ဘူး။အဆင်းရုပ်ကလေးပဲမြင်တာနော်။အဲ့ဒါတတိမထားလိုက်တဲ့အတွက်ကြောင့်ရုပ်ကိုမြင်နေဆိုတဲ့အဆင့်ကိုကြော်ပြီးတော့ မရှိတာတွေကိုသွားပြီးတော့ပြောတော့တာပဲဒီလိုဆိုလို့တယ်နော်အဲ့တော့ရှင်မမလွတ်ကြဗုဒ္ဓကဘုရားကိုသူနားလဲတဲ့အတိုင်းလျှောက်တာကရူပံဒိဋ္ဌဝါအစင်အာယုံကိုမြင်တဲ့ခမားတဲ့တတိမုဋ္ဌာတတိလွတ်သွားပါတယ်ပြိယနိမ့်မိတ်ကြမနတိကရောတော်ကိုမြင်တဲ့အာယုံလေးကနှစ်သက်ဆရာကလေးပဲ ဟုတ်လားကျင်နာဆရာလေးပဲပြောစရာကောင်းတဲ့အာယုံလေးလှတာလေးငါမြင်လိုက်ရတယ်လို့စိတ်ထဲမှာရောက်ပါတယ်တတိမိရာနဲ့တည်းပြန်နဲ့အစင်းအာယုံကိုအစင်းအာယုံလို့မတိလိုက်နိုင်တော့ပဲနဲ့လှတယ်နှစ်သက်ဆရာကောင်းတယ်ဆိုရင်ဟာသွားဆွဲမိလိုက်ပါရတ္တစိတ်တော်ဝေရတိအဲ့ဒီအာယုံလေးပုံမှာတတ်မဲ့တဲ့စိတ်ဖြစ်သွားတယ်အစင်းအာယုံတတ်တဲ့ဆိုမတတ်မဲ့ဘူးတွဲလိုက်တယ်ပြီ ုလိုချင်တဲ့အာယုံလေးကိုတွဲလိုက်တဲ့အခါပါရတ္တစိတ်တော်ราคะဖြင့်အလွန်တက်မဲ့တဲ့စိတ်နဲ့ဝေဒိတိစိတ်ထဲမှာခံစားမှုတွေပေါ်လာတယ်။တင်စဣဇောတာတိတ်တည်းအဲ့ဒီခံစားချက်ကလေးရလာတဲ့အခါကျတော့ငါမြင်တာငါဟာဆိုတဲ့တိတ်တိုင်မှုတွေကိုဝင်လာတယ်။တိတ်တိုင်မှုမြင်လာတယ်။မျိုးစုံပဲဒါ general point ကိုပြောပြတာနော်။ ရှင်တော်ပိုင်ကိုပြောတယ်အမတမ်းမှချင်ရှားတယ်အဲ့ဒီလိုငါဟာလို့ငါပိုင်နာဆိုတဲ့အတွေးတွေဝင်လာပါတယ်တဲ့ဝင်လာပြီးတော့အဲ့ဒီလိုဝင်လာလိုက်တာနဲ့တပြိုင်နက်တတဝဋ္ဌန္တိအာဘဝတို့ရှင်နဲ့ကာမတော်ကလောဘရင်းပွာလာတယ်နော်မိစ္ဆေဒိဋ္ဌာတော်က မိစ္ဆာအယူဝါဒတွေပွားလာတဲ့ဘဝတော့ဓာတ်တွေပွားလာတဲ့အဝိဇ္ဇာတော့အမှန်မသိမှုတွေသူ့တဏ္ဍာမှာတခွားခွားတုတ်တက်တာဒီအစင်းအယုံမြင်လိုက်တာနဲ့တကယ်နဲ့ဓာတ်တွေဟာဆင်းငယ်ဆင်းငယ်ဆင်းငယ်နဲ့ဖြစ်လာအနေကာရူပအံဘဝအစင်းရုပ်ကလေးကိုအကြောင်းပြုပြီးတော့အကုသိုလ်တွေမျိုးစုံစိတ်ကူးယဉ်မီလို့ဆိုလိုတယ်နော်အဲ့ဒါနဲ့ပတ်သက်ပြီးသူနှစ်သက်ခြင်းနှမှုတွေစိတ်ထဲမှာပျော်ရွှင်မှုတွေခံစားမှုတွေနဲ့အဲ့ဒါလို့သွား အဲ့ဒီချိန်အဘိဓါသဝိဟိတာသစိတ်တမတုပါဟိညတိလိုချင်တဲ့စိတ်တွေကသူ့ရဲ့တင်ကိုယ်စိတ်လေးကိုနှိပ်ဆက်လာတယ်လွှမ်းမိုးလာလိုချင်တဲ့လောဘတွေကလွှမ်းမိုးလာတယ်သို့မဟုတ်ကိုယ်မကြိုက်တဲ့အာရုံဆိုလို့ရှိရင်နော်ဒီမုန်းတီးတဲ့စိတ်တွေကသူ့ရဲ့ပင်ကိုယ်စိတ်လေးကိုလွှမ်းမိုးလာခဲ့တယ်ဟောအစင်းအာရုံမြင်လိုက်တာနဲ့ဆက်တက်ကြည့်လို့ဖြစ်လာတယ် ကောင်းတဲ့အာယုံလေးကိုမြင်လိုက်လို့ရှိရင်လူကျင်တဲ့စိတ်တွေတွားပါဖြစ်လာ။မကောင်းတဲ့အာယုံကိုမြင်လိုက်လို့ရှိရင်မုန်းတီးတဲ့စိတ်တွေဖြစ်လာတွားပါ။နော်ကိလေသာအာတဝါတွေဖြစ်လာတယ်။ဆိုပြီးတော့အေဝံအာသိဏတော်ဒုက္ခအာရာနိဗ္ဗာန်ဟုတ်သတိ။အဲ့ဒီအတိုင်းအကုသိုလ်တွေတိုးပွားနေမယ်ဆိုလို့ရှိရင်တဲ့ဒုက္ခတွေတိုးပွားနေမှာပဲ။ဒုက္ခတွေတိုးပွားလာတဲ့ဆိုတာကိလေသာဒုက္ခတွေတိုးပွားလာ။ ကိတ္တဇိတ်တွေများလာ